ွားကြီးမောင်ပြီဟိုးရှိရှိတုန်းကပေါ့ကွယ်တိုင်းမီတပြည်ရဲ့ဘင်းကြီးမှာအရန်ပဲအားကိုရတဲ့ဝင်ကြီးတယောက်ရှိတဲ့အဲ့ဒီဝင်ကြီးဟာတိုင်းပြည်ရဲ့ပြည်ပခါတွေအပြည်လဲမှုတွေကိုဘင်းရင်အစားပြည်လဲအောင်ဖြည့်ရှင်းပေးရတဲ့အဲ့ဒီတော့သူဟာတနေ့တနေ့အမှုပေါင်းများစွာနဲ့အလွန်ပဲအလွန်များတာပေါ့ကွယ် တိုင်းပြည်မှာနေထိုင်နေလူမျိုးစုတွေက အချင်းချင်းမကျေနပ်တာတွေကို ဝင်ကြီးစီမှာတင်းပြဆွေးနွေးဖို့ဆောင်ဆိုင်နေကြတဲ့အထောက်တော်တွေကလည်းအမြဲတကြီးဝင်ကြီးရဲ့ရုံးခန်းရှိမှာတတိတန်းကြီးရှိနေတကြတယ်။အဲဒီဝင်ကြီးကထက်မြက်တဲ့အပြင်မှော်ပညာလည်းတတ်သေးတယ်။ဒါပေမဲ့သူမှော်ပညာတက်တဲ့အကြောင်းကိုတော့ဘသူမှမသိကြဘူးတဲ့။ဝင်းကြီးမှာမောင်ပီပီဆိုတဲ့တပည့်တစ်ယောက်ရှိတယ်။ မောင်ပီကဝင်းကြီးရဲ့တပည့်ကျော်ဖြစ်ရတဲ့အတွက်အမြဲတမ်းဟောင်းပွားဟောင်းပွားမြောက်ကျမြောက်ကျနဲ့နေတဲ့သူဖြစ်တယ်။ဒီလိုနဲ့တနေ့မှာတော့ဝင်းကြီးကနားချိန်တော့မရဘဲညနေတည်းတည်းအလုပ်တွေလုပ်နေရတယ်။ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်ကလူမျိုးစုတစုကအမျိုးသမီးတယောက်ကို ပြန်ပြီးဆွေးသွားခဲ့တယ်။အဲဒါကြောင့်ဝင်းကြီးဟာပြန်ပြီးဆွေးခံရတဲ့မျိုးသမီးကိုဘေးကင်းလုံခြုံစွာ သူ့ရင်ကိုပြန်ပို့နိုင်ဖို့စီစဉ်ပေးနေရတာပေါ့။ အလူအလုတ်တီးရမ်းများတော့ဝင်းကြီးဟာအရန်ပင်မလာပြီးငိုင်မြီးလာတာပေါ့ဒါကြောင့်သူဟာအိတ်ဆက်ဖို့ပြင်လိုက်တယ်ဒါပေမဲ့သူမအိတ်ခင်မှာသူ့ရဲ့တပည့်ကျော်မောင်ပီကိုလှမ်းခေါ်လိုက်တယ်မောင်ပီမောင်ပီဟုတ်ကဲ့ဝင်းကြီးအမိတ်ရှိပါခင်ဗျာအာယုံတက်မှာငါ့ကိုလာနှုတ်ရမယ်ကြားလားမနေ့ပိုင်းမှာငါအရန်အရွေးကြီးတဲ့ညီလာခံစီဝေးကြီးတစ်ခုရှိတယ်ငါအချိန်မီမြောက်မှာစိုးရတယ်အဲ့ဒါကြောင့်မင်းကိုနှုတ်ခိုင်းတာ မင်းငါ့ကိုတိတိတသာနှုံးနော်စိတ်ချပါဝင်ကြည့်ကျွန်တော်မျိုးဝင်ကြည့်ကိုအချိန်မီနှုတ်ပေးပါမေးအေးဟုတ်ပြီအခုမောင်မင်းသွားနိုင်ပြီမင်းတန်ရကိုပြန်ပြီးစောစောအိတ်လိုက်တော့ဓမ္မမင်းငါ့ကိုမနဲ့စောစောလာနှုတ်နိုင်မှာဖြစ်တယ်ဟုတ်ကဲ့ပါဝင်ကြည့်ဝင်ကြီးညွန်ကြတဲ့အတိုင်းမောင်ပြီးကတူတန်ရကို ပြန်သွားလိုက်တယ်။ဒါပေမဲ့ရုံကန်ပြင်ဘက်ကစီတန်းနေတဲ့လူရီနာကိုဖျက်ဆောက်သွားတဲ့အခါမှာတော့သူ့မိဆွေချို့ကိုတွေ့လိုက်ရတယ်။ ဟေးမောင်ပီလာပါဦးကွာမောင်ပီဟာသူတို့နဲ့ခဏရပ်ပြီးစကားပြောမယ်လို့ဆုံးဖြတ်လိုက်တယ်။သူတို့ကပြန်ပြေးဆွဲခံရတဲ့အမျိုးသမီးနဲ့ပတ်သက်ပြီးနောက်ဆုံးသတင်းကိုနားထောင်ဖို့စိတ်ဝင်စားနေကြမှာပေါ့လို့မောင်ပီတွေးလိုက်တယ်။သူကတနေ့လုံးဒီပါဝင်းကြီးရဲ့ရုံးကတ်မှာရှိနေတာကြောင့်ပြန်ပြေးဆွဲခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအချိန်လေးအသေးစိတ်ကိုသိထားတဲ့လူဖြစ်တယ်။ မကြခင်မှာပဲမောင်ပီကရုံးခန်းပြင်မှာရက်ဆောင်နေတွေအထောက်တော်ရင်းနဲ့အတင်းဖြစ်နေပြောရင်းအချိန်နေတော်ကြာကုန်သွားတဲ့။အမျိုးသမီးကိုလည်းတနားရီမှမလှုပ်ပေးသေးဘူးဆိုရင် သူစစ်တပ်ကိုလွတ်လိုက်မယ်လို့ငောင်းဝင်ကြီးကပြောနေတာကြားတယ်။မောင်ပီကဝင်ကြီးရဲ့အစီအစဉ်လေးကိုသူ့ဘေးမှာရှိတဲ့လူတွေသိအောင်ပြောပြနေတာပေါ့။ဟုတ်လို့လားမောင်ပီကငါတို့ကြားထားတာကတော့တမျိုးနော်။ကောင်မလေးကသေးပြီးဆိုလားပဲ။ အိုးကျုပ်ကဘာသူမှုလို့လဲဝင်းကြီးရဲ့တပည့်ကြော်ကြည့်ပါဗျကောင်မလေးလုံးဝမသိဘူးပြီးတော့စီစဉ်ဆွဲထားသေးတယ်နော်ရုတ်တရက်ခြုံကိုတိုက်ခတ်ကြမယ်တဲ့ဒါပေမဲ့အသေးစိတ်ကိုတော့ငါလည်းအတိအကျမသိသေးပါဘူးကွာမောင်ပီကအခုလိုလှုပ်ခနဲပြောလိုက်ပြီးမှသူ့ပါဇက်ကိုလက်နဲ့ကားလိုက်တယ်သူအခုမှတတိယသွားပြီးသူ့ပါဇက်ပြိမိတာပါသူ့ဘေးမှာဝိုင်းပြေးနှထောင်နေကြတဲ့သူတွေကသူ့နားကိုပိုးပြီးနှိကက်စွာတူးသွားကြတယ်။ပြောပါကွာ ပြောပါမင်းကလေငါတို့ကိုပြောပြသွမ်းပါလူအထောက်တော်တယောက်ကမောင်ပီကိုအတင်းကျပ်မိလိုက်တယ်ပြောပြပါတီးချင်လို့ပါမောင်ပီကငါတို့ဘယ်သူကိုမှမပြောဘူးလို့ပြီးပေးတယ်ဆိုပြီးနောက်တစ်ယောက်ကလည်းနပူနစာလှုပ်ပြန်တယ်ကျေးဇူးပြုပြီးပြောပြသွမ်းပါမောင်ပီကဒီလိုနဲ့တယောက်ပြီးတယောက်တိုက်တွန်းကြတယ်မောင်ပီကသူ့ဘေးမှာဝိုင်းပြီးဆရာတက်တန်စွာမျောလိနေတဲ့မျက်နာလေးကိုသူတစ်ချက်ကြည့်လိုက်ပြီး သူဟာအရေးပါရရောက်တဲ့လူတယောက်လို့ခံစားမိကစိတ်ကြီးဝင်သွားပါလိရောလူတိုင်းကသူပြောမယ့်စကားကိုအယမ်းစိတ်ဝင်စားနေကြပြီ သူပြောသမျှကိုအမှန်တကယ်နားထောင်မိသူတွေပါပဲသူကဖြင်းညင်းတဲ့လေတန်းနဲ့တလုံးချင်းအခုလိုပြောလိုက်တယ်။ကောင်းပြီလေဒါကလွယ်ချင်တော့အယမ်းကိုအရေးကြီးတယ်ခမည်းတော်ဘသူကမှပြန်ပြောလို့မဖြစ်ဘူးအလုံးကခေါင်းကြီးပြကြတယ်ငါတို့ဘသူကမှပြောပါဘူးကွာ ခရီးပေးပါရဲ့လူပြန်ပြောလိုက်ကြတယ်မောင်ပြီကအသက်ကိုပြင်းပြင်းရှူသွင်းလိုက်တယ်ပြီးမှပြန်ပြီးဆွဲခံရတဲ့အမျိုးသမီးကိုဖမ်းထားတဲ့သူတွေလက်ထက်ကနေဘလူးပြန်ခေါ်မဲဘာရီလုံးမယ်ဆိုတဲ့ဝင်းကြီးရဲ့လှုပ်ဝှက်ထားတဲ့အစီအစဉ်အသေးစိတ်ကိုဖောက်တယ်ချလိုက်ပါတော့တယ်ဒီလိုနဲ့စကားရီအကြာကြီးပြောပြီးတဲ့အခါမှာတော့မောင်ပီဟာညနေတန်ကောင်ချိန်ကိုကြောသွားခဲ့တော့တယ်။သူဟာအင်ကိုပြန်ပြီးပို့တတိယလိုက်တယ်။ဒါနဲ့ပဲသူဟာနှုတ်ဆက်ပြီး သူ့ရဲ့တန်ရကိုအိတ်ဖူပြန်လာခဲ့တယ်။တန်ရကိုရောက်တော့သူဟာအိယာပေါ်မှာလှူလိမ့်ရင်းနိနေချက်ချက်ကိုအိပ်ပျော်သွားပါတော့တယ်။ဒီလိုနဲ့မနဲ့နေထွက်ချင်ရောက်တဲ့အခါမှာတော့ဝင်းကြီးကသူ့ကိုရှူးရှူးရှားရှားနဲ့ဒေါသထွက်ပြီးကြေလောင်စွာအဟိလူနှုတ်နေပါတော့တယ်။ဟေးဒီလူပြင်းကောင်ကိုနှုတ်ကြသလွယ်လွယ်နဲ့နှိုးမိုင်းသူ့မျက်နှာကိုရင်းနဲ့ပတ်ပြီးနှုတ်ကြမောင်ပြားဒေါသထွက်နေတဲ့အတန်ကိုကြားပြီးမျက်လုံးပွင့်သွားတယ် သူအိမ်နေတဲ့ခန်းမှာနေလင်းရောင်ထိန်လင်းနေပြီဆိုတာကိုသိလိုက်ရပြီးသူအယန်းကိုအံ့ဩသွားတာပေါ့သူဟာအိယာဘော်ကအမြန်ထလိုက်တယ်ပြီးတော့တန်ရရဲ့အပြင်ဘက်ကိုအမြန်ပြေးထွက်လိုက်ပြီးဟေးကောင်မောင်ပြီမောင်မင်းဟာအလွန်ကြီးမားတဲ့အဖြစ်ကိုကျူးလွန်ခဲ့ပြီမင်းအဖြစ်ကိုမင်းသိရဲ့လားမမမသိပါဘူးခမမောင်ပြီဟာအယန်းကိုကြောက်နေခဲ့ပါပြီစကားတွေအထစ်ထစ်ငေါငေါနဲ့ရင်းနေလဲခုန်နေတာပေါ့ မောင်မင်းကြောင့်ရန်အရေးကြီးတဲ့အစီအဝေးကြီးနောက်ကျသွားခဲ့ပြီးအသင်ဟာတကယ်တော့လုံလောက်မရှိတဝင်းမသိတဲ့သူပဲဒါရီမကသေးဘူးအလွန်အရေးကြီးတဲ့စောင့်ထိန်ရမယ့်သတင်းတွေကိုလည်းအပြင်ကိုပေါက်ကြားစေခဲ့တယ်မောင်မင်းကြောင့်ဒီနေ့မနက်မှာပဲအမျိုးသမီးဟာတိတ်ဆုံးသွားခဲ့ရပြီဒီတော့မောင်မင်းရဲ့အပြစ်ဟာခွင့်လွှတ်စရာလုံးဝမရှိဘူးမောင်မီးဟာဒူးထောက်ထိုင်ကြလိုက်ပြီးလက်ကိုချီလိုက်တယ်ကျွန်ကျွန်တော်မျိုးကိုခွင့်လွှတ်ပေးပါဝင်းကြီးရဲ့ နောက်တခါဒီလိုမျိုးမဖြစ်စေရတော့ပါဘူးမင်းဟာခွင့်လွှတ်မှုနဲ့လုံးဝမထိုက်တန်တဲ့သူပဲမင်းရဲ့နှုတ်မလုံးမှုပြင်းရည်မှုတွေကြောင့်လူတွေအများကြီးဒုက္ခရောက်စေခဲ့ပြီဒီတော့မင်းတို့လူတွေကိုသင်ခန်းစာပေးတဲ့အနေနဲ့အခုကစပြီးလူအဖြစ်ကနေဘဝပြောင်းရလိမ့်မယ်ခမရမလုပ်ပါနဲ့ဝင်ကြည့်ရနောက်မဖြစ်စေရတော့ပါဘူးခမရငိုယိုပြီးပြောပါတော့တယ်အဲ့လိုငိုယိုရင်းကပဲသူ့ရဲ့ခနာကိုကကျုံဝင်သွားပြီးတောင်မင်းတစုံနဲ့အမွေးတောင်လေးပေါက်လာပါတော့တယ် မောင်ပြီကမယုံကြည်စွာနဲ့ခေါင်းကိုခံရမ်းလိုက်တယ်။ဝင်းဝင်းကြီးဟာဒါဒါဒါပေမဲ့ဒီဒီလိုအပြစ်ပေးတာတော့သူစကားမဆုံးခင်မှာပဲပါဇက်ကငှက်နှုတ်သီးသွင်းကိုပြောင်းသွားတယ်။တစ်ချိန်ထဲမှာပဲသူ့ခန္ဓာကိုယ်ကရှုပ်ဝင်သွားပြီးသူ့လက်နှစ်ဖက်က တောင်ပန်တစုံဖြစ်သွားခဲ့တယ်။ဒီလိုနဲ့တောင်ပန်နှစ်ဖက်ကနေအမွှေးတောင်တွေပါစပေါက်လာပြီးတဖြည်းဖြည်းနဲ့တကူလုံးအမွှေးတောင်တွေစုံလင်သွားခဲ့တယ်။မောင်ပြီကသူ့ကိုယ်သူရှက်လက်ရှက်ကြောက်လက်ကြောက်သွားခဲ့တယ်။ ဝင်ကြီးဟာစီစူးစူးနဲ့သူ့တကူလုံးကိုပုံဖြတ်လိုက်ပြီးမဟုတ်ပါလား။ကဲဘင်းရဲ့အပြစ်တန်ကိုဒီနေ့ကစပြီးထမ်းဆောင်စမ်းမင်းဟာဒီခဏကိုနဲ့မနဲ့အာယုံမတက်ခင်တိုင်းလူတွေကိုအိယာထားဖို့တုံပေးရလိမ့်မယ်။ဒါဟာမင်းနဲ့ထိုက်တန်တဲ့အပြစ်တန်ပဲ။အဲ့ဒီချင်းကနေစပြီးမောင်ပြီးဟာတက်ဖာကြီးဖြစ်သွားပါတော့တယ်။ သူဟာနနေတိုင်းအာယုံမတက်ခင်လူသားတွေကိုအိယာမနှုတ်ထားဖို့တွေ့တွန်ပြရတော်တဲ့ကွေကဲပုံမြင်ကလေးကတော့ဒီလောက်ပါပဲနော်။နားကျင်သူကလေးတို့တွေလည်းတာယာပြောရှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေကွေ။